မင်္ဂလာပါခင်ဗျာ Revenue Burma News Channel ကနေပြီးတော့အော်တိုဘာလ26ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မြောက်ပိုင်းကော့ကရိတ်အာရှလမ်းမကြီးပေါ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများရှိကလက်နက်နှစ်လက်နဲ့ခဲယမ်းများကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဘာလ28ရက်နေ့ကော့ကရိတ်မြောက်ပိုင်းအာရှလမ်းမကြီးပေါ်မှာ တော်လိုင်းတပ်ဖွဲ့များကစုမုံထားရာအာရှလမ်းမကြီးရဲ့လမ်းမများကိုပြန်လည်ထိန်းချုပ်ရန်စစ်ကူတက်လာတဲ့စစ်ကောင်စီရဲ့အောင်စေးကစစ်ကြောင်းနဲ့ KNL ဥဆောင်တဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တို့ကြားမှာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သိမ်းဆုံးမှုရှိက MA1 အမျိုးအစားတပ်နဲ့နှက်လက်နဲ့ခဲရတချို့ကိုတိုက်စီရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့အောင်စေးကစစ်ကြောင်းဟာ ပေးဆုံးဒဏ်ရာရမှုနဲ့လက်နက်ခဲယမ်းများဆုံးရှုံးမှုများပြားတဲ့အတွက်လက်နက်ကြီးပစ်ကူလေရင်ပစ်ကူများဇက်တိုက်လှုပ်ဆောင်နေရတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသစစ်ဒေသခွဲအမှတ်3ဘျူဟာ32ကော့ဘရာစစ်ကြောင်းတက်ကော့ဘရာစစ်ကြောင်းနဲ့ချက်တဲ့နယ်စစ်ကြောင်းရောင်နီတောင်ပိုင်း drone အထုတပ်ဖွဲ့ Golden Eagle drone တပ်ဖွဲ့နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်ရဲဘော်9ဦးမစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီဘက်ကတလောက်အထိနာနေတာကိုလည်းစစ်ကြောင်းနဲ့တက်လာနေတာပဲကြည့်ရတာကတော့အခုတက်လာတာကစစ်မှုထမ်းတင်တန်းစင်းတွေဖြစ်ဖို့များတယ်အဲ့ဒါတွေနဲ့အင်အားဖြည့်ပြီးတော့ပြန်တက်လာတယ်လို့ပြောလို့ရတယ်လို့တောင်ပိုင်းတိုင်းစစ်ဒေသကတော်လိုင်းရေးသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းဂျိုးပင်ကောင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သားအယောက်20ထက်မနည်းသေဆုံးပြီးစစ်သားအလောင်းများကို4ကား2စီးနဲ့မြို့ပေါ်ကိုပြန်လည်တေဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ26ရက်နေ့မနက်6:00နာရီကမှဂျိုးပင်ကောင်းမြို့နယ်ဥယျာဉ်ကြီးရွာက အင်အား30ခန်းနဲ့ထွက်လာတယ်။အကြမ်းတ်စစ်တပ်စစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကအေးရွာလေးကျေးရွာထိတ်အရောက်မှာအတင်းဆောက်ကြုံပြီးတော့မိုင်းဆွဲတိုက်ခတ်ရာစစ်သား10ဦးပွဲချင်းပြီးတိုက်ဆုံပြီးတော့အများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီမိုင်းဆွဲတိုက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာတိုက်ဆုံသွားတဲ့စစ်ကောင်စီတပ်သားများကိုစစ်ကူလာတဲ့စစ်သားများက4ကနှစ်စီးနဲ့ဂျိုးပင်ကောက်မြို့ပေါ်ကိုပြန်လည်တယ်ဆောင်သွားတယ်လို့သိရပါဗျ။ထိခိုက်ဒဏ်ရာရတဲ့စစ်ကောင်စီတပ်သားများကိုတော့မြို့ပေါ်မှာစစ်ကူတမှုခံယူနေတဲ့အချိန် ဆယ်ဦးထပ်မံတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်ခံရပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်တိတ်ဆုံးမှုများပြားတဲ့အတွက်ကြောင့်တိုက်ခိုက်မှုဖြစ်ပွားရာအနီးမှာရှိတဲ့ခြေရွာများကိုဝင်ရောက်စီးနင်းပြီးတော့ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်မှုများကျူးလွန်နေတယ်လို့သိရပါတယ် ဥယျာဉ်ကြီးရွာမှာစစ်ခွေးအယောက်20လောက်ကျန်သေးတယ်အကုန်လုံးပြန်မဆုတ်သေးဘူးစစ်ခွေး30လောက်ကအေးရွာလေးကိုလာတာကိုစောင့်ပြီးတော့မိုင်းဆွဲတာဗရေသာမိုင်း၄လုံးထိတယ်တပွဲလုံးမှာစစ်ခွေး၂ကောင်လောက်ပဲအကောင်းတိုင်းကျန်တယ်တေတာကမျက်မြင်10ကောင်မှာကျန်တာကတော့ခြေပြက်လက်ပြက်တွေဖောကနှစ်စီးနဲ့လာတယ်သွားကြပါတယ်ကျွန်တော်တို့သတင်းထကြားတာကစစ်ခွေး10ကောင်စေးုံမှာထပ်သေးတယ်လို့ပြောတယ်စစ်တပ်ဘက်ကအထိနာရီယာကြောင့်ပြည်သူတွေကိုမဲပြီးတော့ဖမ်းဆီးတပ်ဖြတ်တာတွေဆက်လုပ်နေပါတယ်ပြည်သူဗဏ္ဍဦးကိုထပ်မှန်ပြီးတော့ဖမ်းဆီးတပ်ဖြတ်ခံရလဲဆိုတာကိုအတိမပြုတ်နိုင်သေးပါဘူး စစ်ခွေးစစ်ကြောင်းကအခုတည်းကရှိနေသေးတယ်လို့တာယာဝတီ KI တက်ရင်383ရက်နဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ဒူးရကပြောဆိုထားပါတယ်၎င်းတိုက်ခတ်မှုကိုတာယာဝတီ KI တက်ရင်383ရက်နဲ့တက်ခွဲ6 Black Dragon GBK PDF ရဲဘော်များကလှုပ်ဆောင်ခဲ့ပြီးတော့ အကြမ်းဖက်စစ်သားများကရှုံးမဲမဲပြီးတော့ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းများလှုပ်ဆောင်နေတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်သားများအနည်းကိုတွာလာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရရင်လည်းအကြမ်းဖက်စစ်သားများကိုပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်ကြောင်းတရားဝင်ခရိုင်တရင်383ညနဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ဒူးရကဆက်လက်ပြောဆိုထားကြောင်းတရင်အရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲတရင်ရောသကိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်အတွင်းဒုတိယအကြိမ်စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ26ရက်နေ့မှာဘုဒ္ဓလင်မြို့နယ်အတွင်းလှည့်လည်ပြီးတော့လူသက်အကြမ်းဖက်နေတဲ့စစ်တပ်စစ်ကြောင်းကို North Western People Defense Force NWPDF အနောက်မြောက်ဒေသပြည်သူ့ကာကွယ်တပ်ရင်းမာပင် KI အမှတ်9တပ်ရင်းရဲ့ တရင်ရုံးစစ်ကြောင်းနဲ့ဘသူကျွယ်စစ်ကြောင်းကတော်လိုင်းရဲဘော်များကမိုင်းဆက်လေးလုံးနဲ့ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်မှအထိကိုက်မှုတွေရှိပြီးတော့ တိုက်ဆုံမှုအရေးအတွက်ကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်ဘူတလင်မျိုးအတွင်းကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတချို့ပြန်လည်ပို့ဆောင်ခဲ့ပြီးတော့နာမခတ်တပ်ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။အလားတူပဲသခိုင်းတိုင်းမြင်းမှုမျိုးနဲ့ဝမ်ပြေကျေးရွာအနီးမှာရှိတဲ့ရေဦးစီဆိုင်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိနိုင်ကြောင်း Dog Killers People Defense Force မြင်းမှုကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။ အော်တိုဘာလ28ရက်နေ့ညနေ4:25မိနစ်ခန့်မှာမြင်းမှုမြို့နယ်ဝမ်းပြည့်ကျေးရွာအနီးရေဦးစီဆိုင်မှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများကို drone နဲ့ဘုံးဒီလေးလုံးကျဲချတိုက်ခတ်ခဲ့ရမှာအကြမ်းဖက်စစ်သားများနေထိုင်ရာစခန်းအတွင်းကိုတိတိကျကျကျဲချနိုင်ခဲ့ပြီးထိခိုက်ဒေဆုံးမှုများရှိနိုင်ကြောင်းသိရပါတယ်။ဘုံးဒီကလေးလုံးကျဲချတာစခန်းတဲ့တဲ့ကိုချနိုင်ခဲ့တယ်။ထိခိုက်ဒေဆုံးပျက်စီးမှုကတော့စုံစမ်းလို့မရသေးဘူး။ထိခိုက်မှုရှိလို့ပြန်ပစ်တာအချက်ကြီးတော်တော်များများပြန်ပစ်တယ်။ တပ်ဆွဲထားတဲ့အင်အားက90ကျော်လောက်ရှိမယ်လို့ Dog Killer People Defense Force မြင်းမှုကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတက်ခတ်မှုကို Dog Killer People Defense Force မြင်းမှု DKPDF MMU မြင်းမှုမြို့နယ်ပတ်ကဖ SRF နဲ့ Black Eagle Defense Force MMU စတဲ့ညီနောင်မဟာမိတ်တပ်များကပူးပေါင်းစွာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်သားများကလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်ခဲ့တော်လဲပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငန်းစုံမြို့နယ်ငန်းမြကြီးရွာကအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာရွာပြင်ကိုထွက်လာတဲ့အချိန် စနိုက်ပါနဲ့ပြစ်ခတ်တိုက်ခိုက်ရာစစ်သားနှုတ်ဒေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ28ရက်နေ့မနက်7:30မိနစ်ခန့်မှာငန်းဆောင်မြို့နယ်ငန်းမြာကြီးကျေးရွာအပြင်ဘက်ကိုအင်အား30ခန်းနဲ့ပတ်ကင်းလှည့်နေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုစနိုက်ပါနဲ့မီတာ100ခန့်အကွာအဝေးကနေပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားနှုတ်ဒေဆုံးပြီးအလောင်းများကိုဆွဲယူပြီးတော့ရန်တပ်ပြစ်ခတ်ကငန်းမြာကြီးကျေးရွာအတွင်းကိုပြန်လည်ဆုတ်ပြေးသွားတယ်လို့သိရပါတယ်။ကျွန်တော်တို့ရန်သူစခန်းအနီးမီတာ100ခန့်အကွာအဝေးလောက်အထိကိုချင်းကပ်ပြီးတော့ကင်းဘုံဝစ်ပြီးတော့စောင့်ပြီး စနိုက်ပါနဲ့ပြစ်ခတ်ခဲ့တာရန်သူကရွာရဲ့အရှိတ်အကိုအင်အား30နဲ့စထွက်လာတယ်စစ်ကြောင်းထုတ်ဖို့ထွက်လာတာတော့မဟုတ်လားဘူးသူတို့အထိုင်ချထားတဲ့ရွာကိုပတ်ကင်းလဲ့တဲ့သဘောဖြစ်မယ်ရန်သူကိုအခုလိုမျိုးတိုက်ခိုက်နိုင်ဖို့ကျွန်တော်တို့ရဲဘော်တွေထမင်းအငတ်ခံပြီးဒီအခွင့်အရေးကိုစောင့်နေခဲ့တာအခုတော့ထမင်းအငတ်ခံပြီးတော့စောင့်ရကြိုးနှက်ခဲ့တယ်စစ်ခွေးနှစ်ဦးကိုအသေးပြစ်ခတ်နိုင်ခဲ့တယ်အလောင်းတွေကို ငန်းညာကြီးရွာတဲကိုအပြေးဆွဲတင်းသွားတယ်။ကျန်တဲ့စစ်ခွေးတွေကတော့ကျွန်တော်တို့ရဲဘော်တွေရှိနိုင်တဲ့ဖြင်းတဲ့နေရာတွေကိုရန်တမ်းပစ်တာတွေရှိတယ်။ကျွန်တော်တို့ဘက်ကပျောက်ကြားစနစ်နဲ့ရဲဘော်အနေငယ်ကိုတုံးပြီးတိုက်တာဆိုတော့အထိကိမရှိဘဲနဲ့ပြန်ဆုတ်လာနိုင်ခဲ့တယ်လို့0ပျောက်ကြားတပ်ဖွဲ့ကကိုတက်ကြီးကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုမြင်းညာခရိုင်တိုင်ရင်ခေါ်နဲ့မြင်းညာခရိုင်တိုင်ရင်6တို့ကပူးပန်တိုက်ခိုက်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းကျိုးမင်ကောင်းမြို့နယ်မှာရှိတဲ့အေးရွာလေးရွာကိုအချက်ပတ်ဆက်တက်ကအော်တိုဘားလ28ရက်နေ့ညပိုင်းမှာမိရှုဖြက်စီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ28ရက်နေ့ည6နာရီကျော်ကစပြီးတော့ဇီးကုန်းမြို့နယ်အတွင်းကနေဝင်ရောက်လာတဲ့အချက်ပတ်စစ်ကောင်းစီတပ်သားများနဲ့ဒေသတွင်းကပြူစောတိများပါဝင်တဲ့ပူးပေါင်းစစ်ကြောင်းကအေးရွာလေးရွာကိုဝင်ရောက်စီးနေမိရှုဖြက်စီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။6နာရီ10မိနစ်လောက်ကစပြီးတော့ရှုံနေတာဇီးကုန်းကနေပြီးတော့ကျိုးမင်ကောင်းကိုဝင်လာတဲ့စစ်ကြောင်းရဲ့ကျိုးမင်ကောင်းကကုန်းရွာစစ်ကြောင်းရဲ့ပေါ့အခုရွာကိုမိ းရှို့ဖြတ်စည်းနေတာကကုန်းရွာနဲ့ကွင်းချောင်းရွာပြူစောတိခေါင်းဆောင်ဆုံးမင်းနိုင်ပေါ့အဲ့ဒီကောင်ကဥဆောင်ပြီးတော့အခုမီးရှို့နေတယ်လို့သိရတယ်ဆုံးမင်းနိုင်ကကြေးရွာအုပ်ချုပ်လေးမှုလဲလုတ်တယ်လက်နက်ကိုင်ပြူစောတိခေါင်းဆောင်မှာ သူဥဆောင်ပြီးတော့မိရှုံနေတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကတောက်လျှောက်လိုက်လံတိုက်ခိုက်နေတဲ့အတွက်စစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးမှုများပြားပြီးအထိနာနေတဲ့အတွက်ကြောင့်စစ်ကောင်စီတပ်သားများကပြည်သူ၅ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးလက်ရှိအချိန်မှာအင်ဂျီ150ခန့်ရှိတဲ့အေးရွာလေးရွာကိုမိရှုံဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲဘကိုတိုင်းတောင်ငုံမြို့နယ်မှာရှိတဲ့တဲကြီးကျေးရွာကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကမိရှုံဖျက်ဆီးခဲ့ကြောင်းအမတ်နဲ့စစ်ဒေသကပြောဆိုထားပါတယ်။အော်တိုဘားလ22ရက်နေ့ကနေစတဲ့ ပြီးတော့တောင်ငူမြို့နယ်အနောက်ချမ်းဘကိုးရုံးမှအတွင်းကိုအကြမ်းဆစ်ကောင်စီတပ်ကစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အတွက်ကြောင့်အမတ်တက်တက်ရင် PDF တက်ရင်353တက်ကရဲဘော်များကကြားဖြတ်တိုက်ခိုက်ခြင်းမိုင်းဆွဲတိုက်ခိုက်ခြင်းများကိုလှုပ်ဆောင်ခဲ့ရအောင်စစ်သား၃ဦးတေဆုံးပြီး15ဦးကထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးတိုက်ခိုက်ခံရပြီးတဲ့နောက်အဲ့ဒီစစ်ကြောင်းဟာအော်တိုဘားလ28ရက်နေ့မှာတဲကြီးကျေးရွာကိုပြန်လည်ဆုတ်ခွာလာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များက ထမှန်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တော်လိုက်တပ်ဖွဲ့များရဲ့ဂျားဖြတ်တိုက်ခိုက်မှုများကြောင့်စစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုများများပြားခဲ့ခြင်းကြောင့်အော်တိုဘားလ28ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကတဲကြီးကျေးရွာမှာရှိတဲ့ပြည်သူပိုင်းနေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့အမတ်နဲ့စစ်ဒေသကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့တပြေရက်ကွက်ကိုအကြမ်းဖက်ဆက်တပ်ကဘုံးဆက်တလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူတအုပ်သေးဆုံးပြီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ28ရက်နေ့ည9:45မိနစ်အချိန်ကမှအကြမ်းဖက်ဆက်တပ်က Jet Fighter နဲ့နောင်ချုံမြို့တပြေရက်ကွက်အတွင်းကိုပေါက်300ဘုံးနှလုံးနဲ့ည8:55မိနစ်ခန့်မှာဘုံကိုလုံးစုစုပေါင်းဘုံးဆက်တလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဘုံးကျဲတိုက်ခိုက်မှုအတွင်းမှာတပြေရက်ကွက်ကအသက်60နှစ်အရွယ်ဦးသိန်းထွန်းတေဆ ုံးခဲ့ပြီးတော့အသက်50ဝန်းကျင်ရှိတဲ့ဒေါ်ပုထိခိုက်တဲ့အရရှိကနေအိမ်၃လုံးပျက်စီးခဲ့တယ်လို့သိရပါဗျ။အလားတူပဲအော်တိုဘားလ28ရက်နေ့မှာနန်ခမ်းမြို့စံခမ်းတဲ့အနီးကို အကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ဘုံနှလုံးမန်းစာနတ်စင်ကုန်းနဲ့လေကွက်အနီးကိုဘုံ၆လုံးစုစုပေါင်းဘုံ၈လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးတော့လူထိခိုက်မှုမရှိတော့လဲဒေသခံပြည်သူများရဲ့စဘာကင်းများထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အော်တိုဘားလ28ရက်နေ့မနက် အစောပိုင်း2:30မိနစ်အချိန်ကလည်းအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့ မုံစီမြို့နယ်ရေမူဆန်းအနီးကိုဘုံရှင်းလုံးထက်မနဲ့လာရောက်ကျဲချတိုက်ခိုက်ခဲ့ရာနေအိမ်အဆောက်အအုံတချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ TNN လေးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ကံမမြို့မှာရဲစခန်းကရဲဒုတက်ချက်တအူးဟာတနက်တလက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ22ရက်နေ့ည9:00နာရီကမှကံမမြို့ကံမရဲစခန်းကရဲဒုတက်ချက်တအူးဟာကံမ Underground People Defense Force ကံမတပ်ပေါင်းစုတပ်ဖွဲ့ထံကိုချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့ရဲဒုတက်ချက်မောင်ချစ်နိုင်ဦးဟာ G3 တနက်တလန် G ပေါက်တစ်ခု G 63တောင်းဖုန်းတစ်လုံးလုံးကိုယူဆောင်လာခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာအလင်းဝင်လာတဲ့ရဲဒုတက်ချက်မောင်ချစ်နိုင်ဦးကိုစုချင်းဝင်များချိမြင်ပြီးတော့လွတ်မြောက်နေမြေတနေရာကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သားများရဲများနဲ့ပြူစောတိများအနေနဲ့ကမ္ဘာတပ်ပေါင်းစုထံကိုအလင်းဝင်ရောက်နိုင်ပြီးအချိန်မရွေးကြိုးစားလျက်ရှိတယ်လို့ကမ္ဘာ Underground People Defense Force ကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ